င်္ဂလာပါရှင်ဧပြီလ10ရက်ရဲ့အင်္ဂါနေ့ရွှေငွေရဲ့ရန်ကုန်တခွေသတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့ဗုဒ္ဓထောင်စေတီတော်ရင်စူပေါင်းသွေးလူတန်းပွဲပြုလုပ်တဲ့သတင်းဗုဒ္ဓထောင်စိုက်တီအက်ဆန်တော်စေတီတော်ဘန်နာတော်ထိန်ကောပကအဖွဲ့ကကြီးမှုကျင်းပါတယ်။ကောပကအဖွဲ့ရုံးဝင်တန်းများနဲ့ဖျားဖူးလာပြည်သူများတတမအကျင်းဒါနဥပပါရမီစူပေါင်းသွေးလူတန်းပွဲကို ဧပြီ6ရက်နေ့နဲ့9နာရီကအဆိုပါစီရီတော်စစ်ကမ်းလှုပ်သားပေါင်းစုံဓမ္မယုံမှကျင်းပကြောင်းသိရပါတယ်။ဥစွာဗုဒ္ဓထောင်ကြိုက်ဒီအဆန်တော်ဦးစီရီတော်အလှည့်ကြသဘာပတိဂောပကအဖွဲ့ဝင်ဒေါက်တာတင်ထွန်းကသွေးလူရမ်းမွေးကျင်းပရခြင်းနဲ့ဆက်လင်း၍ရှင်းလင်းပြောကြားပါတယ်။ အဒီနောက်ဇေယောဂောဘကယုံဝင်တဲ့များနဲ့ဖျားဖူးလာသွေးလူရှင်များကသွေးများလူတန်းကြကြောင်းသိရှိရပါရဲ့ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့လာတာပါ။ဆလတ်တင်ဆက်မဲ့သတင်းကတော့ငလင်တန်းသိမ့်ပြည်သူများအားတန်လင်မျိုးနယ်မှာတွားရောက်ကူညီထောက်ပံ့တဲ့သတင်း။တန်လင်မျိုးနယ်နာယီကူညီမှုအတင်တဘောဝဘေးကူညီခွေဆွေအဖွဲ့တို့စေတနာရှင်လူရှင်များရဲ့လူရန်ပစ္စည်းနဲ့အလှူငွေများအားမန္တလေးမြို့ငလျေတန်းသိမ့်ပြည်သူများတို့၎င်း တန်လင်းမျိုးခေမာရာမှာသီလရှင်စာသင်တိုင်းမှာပဒါနနာယကဆရာကြီးဒေါက်တာဒေါ်စန္နာနဲ့ဆရာလေးများ အလူရှင်များရဲ့စူပေါင်းလှူဒါန်ငွေချက်တိန်တရားနဲ့ပစ္စည်းများအားစကိုင်းမန္တလေးပျော်ပွဲမျိုးရှိသီလရှင်စာသင်တန်းများအားတောရောက်ကူညီထောက်ပံ့လှူဒါန်ငွေကြောင်းသိရပါရယ်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့ထားပေးဖြစ်ပါရယ်ရှင် ထပ်မံတဲ့ဆက်မဲ့သတင်းကတော့တလားမြို့နယ်တွင်ပဝင်းကျင်ထိန်သိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့တွင်ရန်ကုန်တိုင်းဒေသကြီးတလားမြို့နယ်တွင်ပဝင်းကျင်ထိန်သိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုဧပြီ9ရက်နေ့နဲ့9နာရီကလူမှုအခြေပြုဘဝဌာန Community Center ခန်းမမှာပြုလုပ်ကြောင်းသိရပါဗျ။ဦးစွာအခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်တီတာဝင်းကအမှာစကားပြောကြားပါရယ်အဒီနောက် ဒလမြို့နယ်ပဝင်းစဉ်ထိန်သိရေးဦးစီးဌာနဦးစီးအရာရှိဦးစောနိုင်လင်းကတဘာဝပဝင်းစဉ်ထိန်သိခြင်းတို့နဲ့ပတ်သက်လို့အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါတယ်။အဲဒီနောက်တက်ရောက်လာတဲ့ចောင်းသားចောင်းသူများကိုတဘာဝပဝင်းစဉ်ထိန်သိရေးဆိုင်ရာမိကုံများစစ်စီမိမြန်ကအဖြစ်မှန်ရရှိသူများအားဂုံပြုလက်ဆောင်များကိုပေးအပ်ခြင်းမြင်ပြီးမိကုံမြင့်ွေညဉ့်ဉန်းမှုဆိုင်ရာအသိပညာပေးလက်ကမ်းစာဆောင်များကိုအခမဲ့ဖြန့်ဝေပေးကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဆန္နာမြင့်ကပေးပို့လာတာပါ။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့လိုင်တရာအရှိပိုင်းမြို့နယ်တွင်ဘေးအန္တရာယ်ကင်းရှင်ရေးနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအသိပညာပေးဆောင်ရွက်တဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးလှိုင်သာရအရှိပိုင်းမြို့နယ်တွင်အလုသမားဝင်ကြီးဌာနအလုယုံနှင့်အလုသမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှတင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့်လုပ်ငန်းခွင်အရောက်အလုသမားဥပဒေပါရပိုင်ခွင့်များလုပ်ငန်းခွင်ဘီအန်ရေကင်ရှင်ရေးနှင့်ကျန်းမာရေးဆရာကိစ္စရဲများအသိပညာပေးဆွေးနွေးပွဲကိုဧပြီလ9ရက်နေ့ပိုင်းတွင်မြို့နယ်အတွင်းရှိစက်ယုံလေးယုံတွင် ပြုလုပ်ကြောင်းသိရပါသည်။ ဆွေးနွေးပွဲများကိုရွှေသွန်းလင်းစက်မှုဆောင်ရှိ SME မြန်မာ Industrial Company Limited အထည်ချုပ်စက်ရုံ Mu Ansu Garment MFG Company Limited အထည်ချုပ်စက်ရုံ YLA Company Limited အထည်ချုပ်စက်ရုံ Vitho House Company Limited အထည်ချုပ်စယုံတို့တွင်ကွင်စင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ဒီသတင်းကိုတော့ခင်ဝင်းမူကပေးပို့ထားပေးဖြစ်ပါတယ်ရှင်။ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။